င်္ဂလာပါရှင်။ MBB ရဲ့တနေ့တာအညာမြင်တဲ့အစီအစဉ်ကနေကြိုဆိုပါရစေ။ကျွန်မကတော့အစီအစဉ်တစ်ဆက်တူမှုဝင်ကြပါ။စကိုင်းတိုင်းကလင်းမြို့မြောက်ပိုင်းကြီးကုန်းကျွော်အနီးမှာရှိတဲ့စုံစုတရေ361လက်နက်တိုက်ပောက်ကွဲမှုဖြစ်ပွားပြီးလက်နက်တိုက်အဆောင်တာဝန်ကျသူတို့ဖမ်းဆီးခံရတယ်လို့ဒေသခံသတင်းမြစ်တွေက MBB ကိုပြောပါရစေ။ကလေးမြို့မြောက်ပိုင်းကလေးတမှုကာလံပေကြီးကုန်းကျွော်အနီးမှာတည်ရှိတဲ့စုံစုတရင်361လက်နက်တိုက်ဟာ ဇော်လာ၂ရက်နေ့မနေ့ကပောက်ခွဲမှုဖြစ်ပွားခဲ့တာပါလနဲ့တိုက်ပောက်ကွဲမှုနဲ့ပတ်သက်ပြီးတာဝန်ကျနေတဲ့စုံစုတသားတို့ကိုစုံစုကဖမ်းဆီးစစ်ဆေးနေရလို့ဖမ်းဆီးခံရသူရဲ့မိသားစုဝင်နဲ့နှိဆက်သူတို့ကပြောပါရယ်ပောက်ကွဲမှုကြောင့်စုံစုလက်နဲ့တိုက်မိလောက်ပျက်စီးတာကိုမြင်တွေ့ရပြီးပျက်စီးဆုံးရှုံးမှုအခြေအနေအသေးစိတ်ကိုတော့မသိနိုင်ဘူးလို့ဆိုပါရယ်လက်ရှိအချိန်မှာတော့စုံစုတပ်တွေကပောက်ကွဲရာလက်နဲ့တိုက်အနီးကလမ်းတွေကိုပိတ်ဆို့ထားပြီးတော့ လက်နက်ပစ္စည်းတွေကိုကားနဲ့ရွှေပြောင်းတည့်ယူနေတယ်လို့ဖောင်ကူးကျေးရွာနေထိုင်သူအမျိုးသားတို့ကပြောပါရယ်အခုလိုလက်နက်တိုက်ပောက်ကွဲမှုဖြစ်ပွားတာဟာကလေးမျိုးနယ်မှာပထမဆုံးကြိမ်ဖြစ်ပါရယ်ကလေးမျိုးမှာတော့ဒေသကုကေးစစ်ဌာနချုပ်ဒါကစာစိုးစုချစ်လင်းတရင်228 89၄ချင်ရေ30စစ်သားစုဆောင်ရေးတပ်ထောက်ပို့တပ်စတဲ့တရင်တွေရှိပါရယ် စကိုင်းတိုင်းကမလို့မျိုးနဲ့ချက်တင်းတိုင်းနဲ့ကိုးရောင်ဘူတိုင်းနဲ့နှစ်ခုမှာစိုးစုနဲ့ပြူစောတီပူပေါင်းဖွဲကနှစ်ပတ်ကြာကြာဆက်ကြောင်းထိုးနေပြီးချက်တင်းတိုင်းနဲ့ကံကြီးရွာကပြည်သူလူဦးကိုတက်ဖြတ်သွားသလိုပြည်သူ16ဦးကိုလည်းဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဒေသခံသတင်းမြစ်တွေက MPB ကိုပြောပါရတယ်။ ကံကြီးကုန်းရွာကတပ်ဖြတ်ခံရသူနှစ်ဦးဟာအသက်20အရွယ်ကိုစရာထွန်းနဲ့အသက်40အရွယ်ကိုသိန်းထွေးတို့ဖြစ်ပြီးတော့ဖမ်းဆီးခံရသူတွေထဲမှာအသက်9နှစ်၊7နှစ်နဲ့12နှစ်အရွယ်ကလေးငယ်တွေပါဝင်တယ်လို့ကျွန်းလာကံလူတက်ကြလှူရှားသူများအဖွဲ့ကပြောပါရယ်။စေအောင်စုနဲ့ပြူစောတီပူပေါင်းအဖွဲ့ဟာနှစ်ဘက်ကြော်ကြတဲ့အထိစစ်ကြောင်းနှစ်ကြောင်းနဲ့ထိုးနေလို့ရွာပေါင်း1500ခန်းကဒေသခံပြည်သူတွေလည်းမိုးရဲရေထဲမှာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြပါရယ်။ ဇောစုနဲ့ပြူစောတီပူပေါင်းဖွဲ့ကရွာလေးတဲကိုဆက်ကြောင်းထုံးမစင်းနဲ့ခံမှာလက်မြေရှင်းလင်းတဲ့အနေနဲ့ဒရုန်းအသုံးပြုဘုံကျဲရာတွေလှုပ်ဆောင်ပြီးနှောကုံရွာ၊ဇီကုံရွာနဲ့ပေါတော်ရွာတွေကိုလည်းဘုံတိချတိုက်ခိုက်ခဲ့ပါတယ်။ချက်တင်းတိုက်နယ်နဲ့ကိုးထောင်ဖို့တိုက်နယ်ကပူပေါင်းဆက်ကြောင်းဟာချက်တင်းတိုက်နယ်အတွင်းကတင်တော်ရွာမှာအခိုင်အမာအထိုင်ချတဆဲဖို့လည်းလှုပ်ဆောင်နေပြီးဘန်ကာနဲ့ဂရုတ်ချင်းတွေပါတူးဖို့အထိုင်ချနေရလို့ဆိုပါတယ်။ ပခုတ်ကူတက်မတရားတက်ကနေပေါ့နယ်ကိုစိုးစုတက်တွေစစ်ကြောင်းထိုးလာတဲ့အတွက်ပခုတ်ကူပေါ့လမ်းမတစ်ချောင်းမှာရှိတဲ့ကြေးရွာတွေကဒေသခံပြည်သူ19000ခန့်ဟာမိဆက်ရတော်တိုက်တွေမှာမိုးထဲရေထဲဖြစ်တလို့တိတ်ရှောင်နေကြရတယ်လို့ဒေသခံသတင်းမြစ်တွေကအမှတ်ပီကိုပြောပါရယ်။မိုးအဆက်မပြတ်ရွာနေရာကြောင့်စစ်ရှောင်ပြည်သူတွေအတွက်မိုးကစောင်းနဲ့ခြေနောက်တွေအေးပေါ်လိုအပ်နေတယ်လို့ပေါ့မြို့နယ်လူသားစာနာအဖွဲ့တာဝန်ခံကိုပီကီကပြောပါရယ်။ ကုတ်ကူမျိုးအထိုင်တက်တမတရားတက်ကနေအင်အား300ခန်းမှာစစ်ကြောဟာမေလ26ရက်မှာပေါ့မြို့နယ်တဲ့ကိုရောက်ရှိလာအောင်ပေါ့ပခုတ်ကူလမ်းတစ်လျှောက်မှာရှိတဲ့ကျေးရွာတွေကဒေသခံတွေဟာမေလ28ရက်ကစပြီးတော့တင်းရှောင်ထွက်ပြေးနေကြတာပါအလားတူဇွန်လ3ရက်မှာပခုတ်ကူမျိုးစိုးစုအထိုင်တက်တမတရားတက်ကနေအင်အား900ရိတ်ခါကအစည်းအဝေးတရားကြောပါတဲ့စိုးစုတပ်ဖွဲ့ဟာပေါ့နယ်ကိုဦးတည်ပြီးထပ်မံစစ်ကြောင်းထိုးလာအောင် ပခုတ်ကူပေါက်လန်းတခြားမှာရှိတဲ့ဒေသခံပြည်သူတွေတင်းရှောင်ထွက်ပြေးနေကြပြန်တယ်လို့ပေါင်းပြုတ်နယ်လူသားစာနာအဖွဲ့တာဝန်ခံကိုပီကီကဆက်ပြောပါရယ်။ခံမန်းရင်ဟာ300ခန်းပါတဲ့စိုးစုရှေပြေးစစ်ကြောင်းဟာပေါင်းပြုတ်နယ်ရွှေလန်ကျေးရွာမှာအထိုင်ချတဆက်ထားပြီးဇွန်လတရက်ကပေါက်ကိုဦးတီထွက်လာတဲ့ရိတ်ခါကာဒန်စစ်ကြောင်းကိုလမ်းကနေအသင့်ဆောင်ဆိုင်နေတယ်လို့ဆိုပါရယ်။ အဲ့ဒီဆိုးဆူရိတ်ခါကားတက်ဟာပေါ့မြို့တွေမှာရှိတဲ့ကကွယ်ရေးပစ္စည်းစက်ရုံနဲ့အနီးကပြူစောတိရွာတွေကိုရိတ်ခါဖို့သွားမယ်လို့သတင်းတွေထွက်ပေါ်နေပြီးစစ်ကြောင်းရောက်ပြီးမှဒေသခံပြည်သူတွေအနေနဲ့ကျေးရွာတွေတဲပြန်လည်နေထိုင်လို့ရမှာဖြစ်တဲ့အတွက်လက်ရှိအခြေအနေအရတောတိုက်တွေတဲရက်ကြကြတိမ်းရှောင်နေရနိုင်ဖွယ်ရှိပါတယ်။ဆိုးဆူရိတ်ခါကားတက်နဲ့ရှေးပြေးစစ်ကြောင်းဟာဇွန်လ3ရက်ဒီကနေ့မှာတော့မခုတ်ခုနဲ့အနောက်ချက် မ်းမမြို့အရှိတ်ဘက်မှာရှိတဲ့ညောင်မင်လာကျေးရွာလမ်းခွဲအနီးကိုရောက်ရှိနေပြီဖြစ်ပါတယ်။တော်လန်နုပညာရှင်ချမ်းချမ်းအတွက်ဈေးရောင်းပေးနေတဲ့ရန်ကုန်နဲ့မန္တလေးမြို့ကလူငယ်တို့အုပ်ကိုတရားမဝင်အွန်လိုင်းဈေးရောင်းမှုနဲ့ဖမ်းဆီးထားတယ်လို့အာနာသိန်းစိုးစုရဲ့ပြန်ကြားရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။မန္တလေးမြို့ချမ်းရည်တာဆန်မြို့နယ်82လမ်းနဲ့33လမ်းနေအွန်လိုင်းဈေးအယောင်းဝယ်လုပ်ငန်းလုပ်ကင်သူအမျိုးသမီးတူအုပ်ကိုအေဘီလာ73ရက်မှာဖမ်းဆီးခဲ့ပြီးတဲ့နောက် ရန်ကုန်မြို့ဒဂုံမြို့တစ်တောင်ပိုင်း54ရက်ကွက်နေအမျိုးသားတအုပ်ကိုလည်းမေလ10ရက်ကဖမ်းဆီးခဲ့တယ်လို့စိုးစုကဆိုပါတယ်။အဆိုတော်ချက်ချက်ဟာရှောင်းမီအမည်နဲ့ Facebook page ကို2025ဖေဖော်ဝါရီလမှာစတင်ဖွင့်လှစ်ခဲ့ပြီးတဲ့နောက် online စနစ်နဲ့ရောင်းချချက်လုပ်ငန်းလိုင်စင်မရှိဘဲနိုင်ငံသားပြည်လက်ကိုင်အိမ်၊နာယီ၊ခပတ်နဲ့အင်းကြီးစတဲ့အသုံးဆောင်ပစ္စည်းတွေကို online ကတစ်ဆင့်ရောင်းချတာ ပြည်တွင်းကိုတရားဝင်တင်သွင်းဖြန့်ဖြူးရောင်းချနေသူဖြစ်တယ်လို့စိုးစုပြန်ကြားရေးဌာနကထုတ်ပြန်ပါတယ်။အဆိုပါဖမ်းဆီးခံရသူနှုတ်ဦးဟာအဆိုတော်ချက်ချင်းအတွက်ဈေးရောင်းပေးနေသူတွေဖြစ်လို့ဖမ်းဆီးတာလို့လည်းစိုးစုပြန်ကြားရေးဌာနကဖော်ပြထားပါတယ်။အဆိုတော်ချက်ချင်းကိုအာနာသိန်းစိုးစုကနိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုရာဇသက်ကြီးဥပဒေပုံမှား905နဲ့အမှုဖွင့်ထားပါတယ်။ အဆိုတော်ချက်ချက်လိုမျိုးစုံစုကအမှုဖွင့်ထားသူတွေအတွက်ဈေးအောင်ပေးနေသူတွေကိုလည်းဆက်လက်ဖမ်းဆီးမယ်လို့စုံစုကချိန်ချောက်ထုတ်ပြန်ထားပါတယ်။သကိုင်းတိုင်းရွှေဘုံမြို့မှာစုံစုတပ်တွေကမနေ့ကမနေ့ပိုင်းမှာလမ်းမပေါ်သွားလာနေတဲ့ပြည်သူတွေကိုတားဆီးပြီးဆိုင်ငယ်တွေကိုတင်ကြုံဖမ်းဆီးသွားတယ်လို့ဒေသခံသတင်းမြစ်တွေက MP ကိုပြောပါတယ်။စုံစုတပ်တွေကဇော်လာနှစ်ရက်မနေ့ကမနေ့ပိုင်းမှာရွှေဘုံမြို့ပေါ်ရက်ွက် ရန်ကြီးအောင်ပန်းချက်အနီးမှာလမ်းမကြီးပေါ်တောလာနေတဲ့ဒေသခံတွေကိုပိတ်ဆို့တားဆီးစစ်စစ်က အခုလိုဖမ်းဆီးသွားတာဖြစ်ပြီးဆိုင်ငံအစီး30ကျော်ဖမ်းဆီးခံလိုက်ရတယ်လို့မျက်မြင်တွေ့ခဲ့ရတဲ့အမျိုးသားတအုပ်ကပြောပါရယ်။စိုးစိုးတပ်တွေကလမ်းမကြီးကိုပိတ်ဆို့တားဆီးစစ်စစ်နေတာဖြစ်ပြီးဆိုင်ငံလိုင်စင်ရှိမရှိဖမ်းဆီးနေတာဖြစ်တယ်လို့ဆိုပါရယ်။ဒါအပြင်စိုးစိုးတပ်တွေကမြို့ပေါ်ရပ်ကွက်မှာဆိုင်ငံတစည်းအပေါ်အမျိုးသားနှစ်ဦးစင်းနေသွားတာကို ပိတ်ပင်ထားပြီး ညနေ6:00နာရီကျော်သွာလာကြတဲ့ဆိုင်ငယ်တွေကိုတနက်နဲ့ပြစ်ခတ်တာတွေရှိတယ်လို့ရွှေဘုံမြို့ဒေါ်လိုင်းအင်အားစုဖြစ်တဲ့ဘိုးနာတိုကပြောပါတယ်။အရင်တုန်းကစုံစုတက်တွေကကျေးရွာအတွင်းစင်းနှင်းဝင်ရောက်ချိန်နေတွင်မှာရှိတဲ့ဆိုင်ငယ်တွေကိုဖောက်ထွင်းခိုးယူတင်ဆောင်သွားပြီးတော့မြို့ပေါ်မှာရှော့ဈေးနဲ့ပြန်ရောင်းချတာမျိုးရှိခဲ့တယ်လို့ရွှေဘုံမြို့ကန်တူကပြောပါတယ်။မန္တလေးမြို့အပေါ်ဝင်စုံစုကြီးစိုးထိန်းချုပ်ထားတဲ့မြို့ရွာတွေကအခြေခံစာတင်ကြောင်းတွေ ြန်လည်ဖွင့်လှစ်ချိန်မှာတော်လိုင်းအင်အားစုတွေစိုးမိုးထိန်းချုပ်ထားတဲ့မြို့ရွာတွေကစာတင်ကြောင်းတွေကိုတော့စုံစုကဆက်လက်ပုံကျဲနေတယ်လို့ဘုံကျဲခံရတဲ့တပိတ်ချင်းနယ်ခံအမျိုးသမီးတူကပြောပါရယ်ဇွန်လတရက်မနက်၈နာရီဝန်းကျင်ကမန္တလေးတိုင်းတပိတ်ချင်းမြို့နယ်လေးမိုင်ကန္တာကျေးရွာစာတင်ကြောင်းကိုစုံစုကဂျက်ဖိုက်တာတိုက်လေရင်တစ်စီးနဲ့ပေါင်900ဘုံဒီတလုံးကျဲချတိုက်ခတ်ရမှာကျောင်းဆောင်နှစ်ဆောင်ထိခိုက်ပျက်စီးသွားပါရယ်အဲ့ဒီစာတင်ကြောင်းမှာစပေးဆောင်ပြည်သူတွေခိုးလုံနေလေရှိတဲ့ကျောင်းဖြစ်ပြီး ုံးကျဲခံရချိန်မှာတော့ကံကောင်းထောက်မှစွာဆက်ရှောင်နေထိုင်သူမရှိရကြောင်းလူသူထိခိုက်မှုမရှိခဲ့ဘူးလို့ဒေသခံအမျိုးသမီးတူကပြောပါရယ်။တပိတ်ကျဲနဲ့စာတင်ကြောင်းကိုပုံးကျဲချိန်မနလေးမြို့အပေါ်ရင်စုံစုကြီးစိုးထိန်းချုပ်ထားတဲ့မြို့ရွာတွေမှာတော့စုံစုကကျောင်းတွေပြန်ဖွင့်နေပြီဖြစ်ပါရယ်။စုံစုကမေလာ၁၂ရက်ကလည်းစကိုင်းတိုင်းတပိတ်ရဲမြို့နယ်အိုးရိန်တွင်ရွာစာတင်ကြောင်းကိုတိုက်လေရင်နဲ့ဘုံကျဲတက်ဖြတ်ခဲ့ရမှာကျောင်းသားကျောင်းသူကလေးငယ် တွေနဲ့ဆရာဆရာမအပါဝင်24ဦးသေဆုံးကတရားကြောဒဏ်ရာရခဲ့ပါသေးတယ်။ဇေဟုစုကစာတင်ကြောင်းတွေကိုပါပြစ်မှတ်ထားပြီးလေးချောင်းပုံကျဲလက်နက်ချင်းနဲ့ထိုးတိုက်ခိုက်တပ်ဖြတ်ရာတွေပုံမလုံဆောင်နေလို့တော်လင်းရာစုတွေစူးမိုးနယ်မြေတွေမှာရှိတဲ့ဇာကလာပညာသင်ကြားစာတင်ကြောင်းတွေအလုံးမဖွင့်လည်ပဲယာယီပိတ်ထားချဖို့အမျိုးသားညွေအစိုးရအယုံကြီးပညာရေးဝန်ကြီးဌာန MOE ကညွှန်ကြားချက်ထုတ်ပြန်ထားပါတယ်။ဇေဟုစုကပြီးခဲ့တဲ့ AB လအတွင်းမန္တလေးတိုင်းနဲ့စကိုင်းတိုင်းကို 132ကြိမ်လေချောင်းပုံကျဲတိုက်ခိုက်ခဲ့ရမှာစာသင်ကျောင်း73ကျောင်းအပါအဝင်ဥယျာဉ်အဆောက်အုံ150ပျက်စီးခဲ့ပြီးကလေးသင်ငယ်တွေအပါအဝင်လူဦးရေ156ဦးသေဆုံးခဲ့တယ်လို့ UNG လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာန MOHR ကထုတ်ပြန်ထားပါတယ်။လေချောင်းလက်နက်ကြီးနဲ့ drone တိုက်ခိုက်ခံရကြရင်နေအိမ်တွင်းရှိနေပါကအခိုင်အမာတိစောက်ထားတဲ့မြေအောက်ခံဘုံကူကျင်းတဲ့ပုံကိုပါပုံကိုချင်းမရှိပါကရေချိုးကန်းလိုမျိုးနိုင်ရန်ထုထုရှိပြီးဒရင်ပေါက်မရှိတဲ့အခန်းကိုပုံကိုစရာဖြစ်ရွေးချယ်ပါ ဇပွဲလိုမျိုးအကာအကွယ်အောက်ဝင်ပြီးဥကောင်းကိုလက်နှစ်ဖက်နဲ့အုပ်ဒရောင်နဲ့မြေကြီးကိုထောက်ကမှောက်လျက်နေပါအသက်အန္တရာယ်လွန်မြောက်ရမှာအပပုံးခွေရနေရကိုမစွန့်ခွာပါနဲ့ပြစ်ခတ်တိုက်ခတ်ခံရခြင်းအိမ်အပြင်ဘက်လဟာပြင်မှာရှိနေပါကရင်မြောင်းတွေကြားဒါမှမဟုတ်ကြောက်တုံးကြောက်ခဲနဲ့မာကျောတဲ့အရာဝတ္ထုတွေနဲ့ဝင်ရောက်ပုံကိုပါပုံးခိုစရာမတွေ့ပါကမြေအနေပိုင်းကိုရှာပြီးဥကောင်းကိုလက်နှစ်ဖက်နဲ့အုပ်မြေကြီးကိုဒရောင်နဲ့ထောက်ကမှောက်လျက်နေပါပါဇက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ